။ဧဘာသားဆူရီဆူမဝဒေကုတရာမင်္ဂလာပါ။ဒီနေ့တော့ဒီမော့ဆိုအခြေဆိုင်ခမရ၄နှစ်ခွန်တည်ရင်ကစစ်ကော်မရှင်တက်သားတူနေပြီးတော့ပကဖထံကိုလက်နေနဲ့တကွာဖက်ပြောင်းခုလုပ်လာတဲ့တင်။ဖရူဆိုဘောလခဲလမ်းမမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ကော်မရှင်ပြည်တဲ့လက်နေကြီးကျေးရွာတဲ့ကြာရတဲ့တည်နဲ့နမ်မခုံမြို့နယ်ကိုလက်နေကြီးနဲ့ပြစ်ခတ်ခဲ့လို့အရက်သားတူတန်ရန်ရတဲ့တည်စတဲ့တည်တွေအပါဝင်ဖရက်အဖိုင်ရဲ့ဒီနေ့နိုဝင်ဘာလ16ရက်နေ့အတွက်နှစ်စစ်တည်တွေကိုကျမအင်းနိကတင်ဆက်ပေးပါမယ်။ ဂရင်းနီပြည်ဒီမော့ဆိုအခြေဆိုင်ခမာယာလေးနေခွန်တဲ့ရင်မှာအသိအန္တမပို့ဆောင်ခံရပြီးစစ်မှုထမ်းနေရတဲ့စစ်ကော်မရှင်တပ်သားစိုးထက်ကျော်ဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပကဖယုံချုပ်နေပြီးတော့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံကိုလက်နက်နဲ့တကွာပဲ့ပြောင်းခုတ်လွန်လာတယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့မှာတပ်သားစိုးထက်ကျော်ဟာပင်လောင်မြို့နယ်အတွင်းမှာရှိတဲ့စစ်ကော်မရှင်တပ်စခန်းမှာတာဝန်ကျနေတဲ့အချိန်နေပြည်တော်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖထံကိုဆက်တွယ်လာတာကြောင့်ပင်လောင်မြို့နယ်တနေရာမှာတွားရောက်ခေါ်ဆောင်ခဲ့တယ်လို့နေပြည်တော်ပကဖရဲ့တိုင်းတာဝန်ခံကိုနောင်ချိုက Federal FM ကိုပြောပါတယ်စစ်ကော်မရှင်ရဲ့လက်အောက်မှာတာဝန်ထမ်းဆောင်နေစဉ်တော်လရင်တပ်ပေါင်းစုရဲ့ drone တွေကိုပစ်ချတဲ့အပိုင်းမှာတာဝန်ယူထမ်းဆောင်ခဲ့ရတယ်လို့လည်းသိရပြီးတော့ပက်ပြောင်းခုလိုလာတဲ့အချိန်မှာတော့ ထရိုကန်တလဲ60မမဘုံတိနှလုံး MA11 ကြီပေါက်နှစ်ပေါက်ဆက်တွေ့ရေးစကားပြောဆက်နှလုံးနဲ့9ဒရမ56ကြီ90တောက်လို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါတယ်ကရနီပီပရူဆိုဘောလခဲလမ်းပိုက်တဲ့နေရာမှာကရနီတော်လရင်တပ်ပေါင်းစုနဲ့စစ်ကော်မရှင်တပ်တို့ထိတွေ့တိုက်ပွဲဖြစ်ပါနေပြီးတော့စစ်ကော်မရှင်တပ်ကပြည်သူတွေနေထိုင်တဲ့ခြေရွာတွေထဲကိုလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ဒေသခံတွေစီကံနေသိရပါဗျာ ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကစပြီးစစ်ကော်မရှင်တပ်နဲ့ Greenie တော်လှန်ရေးတပ်ပေါင်းစုတွေအကြားထိတွေ့တိုက်ပွဲဆတင်ခဲ့ကမနေ့ကနိုဝင်ဘာလ17ရက်နေ့မှာစစ်ကော်မရှင်တပ်ဖက်ကပြစ်ခတ်ခဲ့တဲ့လက်နက်ကြီးကြီးတွေဟာဖရူဆိုမြို့အနောက်ဖက်ခြမ်းမှာရှိတဲ့ကျေးရွာတွေထဲကို ကြားရောက်ပောက်ကွဲခဲ့တာလို့သိရပါတယ်။အဲ့ဒီကျေးရွာကိုလက်နက်ကြီးလေးလုံးကြားရောက်ပောက်ကွဲခဲ့ပြီးတော့လူအထိအခိုက်မရှိဘူးလို့ဒေသခံရွာသားတို့က Federal FM ကိုပြောပါတယ်။ ကရနီပြည်နာမည်ခုံမြို့နယ်ထဲကိုစစ်ကော်မရှင်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်လို့ဖုံးကြီးကြောင်မုတ်ဦးပျက်စီးပြီးတော့အနီးအနားကအရက်သားတူလဲလက်နက်ကြီးအစရှက်ထိတန်ရာရရှိခဲ့တယ်လို့သိရပါဗျ။ပြီးခဲ့တဲ့နိုဝင်ဘာလ12ရက်ညနေပိုင်းမှာလက်နက်ကြီးနှလုံးပစ်ခတ်ခဲ့ပြီးတလုံးဟာနာမည်ခုံမြို့နယ်ထဲကနှစ်ဆက်ခန့်အထက်ဖုံးကြီးကြောင်မုတ်ဦးကိုထိမှန်ခဲ့တာလို့သိရပါဗျ။ လက်ရှိဂရနီပြည်မှာစစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးတော့စစ်ကော်မရှင်တပ်ကပြည်သူတွေနေထိုင်ရာနေရာတွေကိုအခုလိုမျိုးလက်နက်ကြီးနဲ့မကြာခဏရန်တမ်းပစ်ခတ်နေတယ်လို့သိရပါဗျ။ ရှဲမြင့်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်နစနေရက်ကွက်မှာပုဂ္ဂလိကအမိုင်းနဲ့မိလာသိဆေးရုံဝန်ဆောင်မှုလုပ်ငန်းကိုတာဝန်ယူဆောင်ရွက်ပေးနေတဲ့တောင်ကြီး Eco Company အနေနဲ့အမိုက်ခွန်ကောက်ခံမှုမှာပွင့်လင်းမြင်သာမှုရှိတဲ့အတွက်ဝေဖန်မှုတွေမြင့်တက်နေကြောင်းဒေသခံတွေကပြောကြပါဗျာ။ တောင်ကြီးမြို့ကိုအရင်ကမွေးတောင်ကြီးအမိုင်းနဲ့မိလာသိန်းစေးရေးဝန်ဆောင်မှုကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပေးခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့အောက်တိုဘာလသေးရေးနေ့ကစတင်က တောင်ကြီး Eco ကုမ္ပဏီကတာဝန်ယူဆောင်ရွက်ပေးခဲ့ပေမဲ့တလကျော်ကာလအတွင်းမြို့ခံတွေရဲ့ဝေဖန်မှုအများအပြားပေါ်ထွက်လာတာဖြစ်ပါတယ်။တောင်ကြီး Eco ကုမ္ပဏီအနေနဲ့တလစာအတွက်တစ်ထပ်အိမ်ကို အမိုက်ခွန်9000ကျပ်နဲ့စားတုပ်ခွန်900ခန့်နှုန်း နှစ်ထပ်အိမ်ကိုအမိုက်ခွန်6000ကျက်နဲ့စားသုံးခွန်900ရခိုင်နှုန်းသုံးထပ်အိမ်ကို1000ကျက်နဲ့စားသုံးခွန်900ရခိုင်နှုန်းကောက်ခံနေတယ်လို့စုံစမ်းသိရှိရပေမဲ့အသေးစိတ်ကိုတော့အတိမပြုနိုင်သေးပါဘူးအခုလိုအမိုက်ခွန်နှုံထားပွင့်လင်းမြေသားဆိုတာခြောက်ပြမှုမရှိသလိုအမိုက်ခွန်အဆမတန်ကောက်ခံနေမှုဝူထန်းတွေရဲ့စစ်ဆင်ရေးအဆင်မပြေမှုတွေနဲ့ပတ်သက်ပြီးတောင်ကြီး Eco Company ကို Federal FN ကဆက်တွေ့မေးမြန်းခဲ့ပေမဲ့ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။ ရီနီပြည်ဘောလခဲမြို့နယ်မှာစစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲအတွင်းကြဆုံခဲ့တဲ့ခရီနီပြည်တပ်မတော် KA ရဲဘော်နေလာရဲ့စာပနာကိုမနေ့ကဒီမော့ဆိုအနောက်ချမ်းတနေရာမှာပြုလုပ်ကျင်းပခဲ့ပါတယ်။ကြဆုံသွားတဲ့ရဲဘော်နေလာဟာ KA တပ်ရင်းကတပ်ခွဲနေမှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီးတော့ပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့ကကြီထိမှန်ဒဏ်ရာနဲ့ကြဆုံခဲ့တယ်လို့ရဲဘော်ရဲ့ထမ်းအနေနဲ့သိရပါတယ်။ လက်ရှိမှာဂရနီပြည်ဖူဆိုမြို့နယ်နဲ့ဘောလခဲမြို့နယ်တို့မှာစစ်ကော်မရှင်တပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီးတော့ဂရနီအမျိုးသားများကာကွယ်ရေးတပ် KNDF ကတော့ဖူဆိုထားလဲနမ်ဖဲဘောလခဲလမ်းမကြီးအပါအဝင်လမ်းမပေါ်ကနေဖြတ်တန်းသွားလာရတဲ့လမ်းတွေတွေကိုတီတူတွေအသုံးပြုသွားလာတာမပြုလုပ်ကြဘို့ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ကအတိပေးထုတ်ပြန်ထားပါတယ်ဒီနေ့နိုဝင်ဘာလ14ရက်ဖက်ရက်အဖန်ရဲ့နေ့စစ်သတင်းတွေကိုကြားခဲ့ရတာပါကျမအေးနေပါရှင်